ဒီနေ့သင်ပေးမှာကတော့ဘယ်နေရာဘယ်အချိန်မှာဘာတွေဖြစ်ပြသွားတယ်ဘာတွေတည်ရှိတယ်ဘာဖြစ်ပြတာရယ်ဘာတည်ရှိတာရယ်ဆိုတာကိုပြောပြတဲ့ပုဒ်တော့တုံးမဲ့ပုံစံလေးမျိုးပဲဖြစ်တယ်အဲ့တော့နေတိုင်းဒီလို usage လေးလိုနေတိုင်းမှတ်သွားမယ်ဆိုလို့ရှိရင်ဒါလေးတွေကကိုယ့်ရဲ့အပိုင်ဖြစ်လာတယ်ပုံပြပြီးတော့သုံးလို့ရလာတယ်အဲ့လိုမျိုးဖြစ်လို့ရအောင်ပုံမှန်လေးကြည့်မယ်စကားလုံးသိပိုင်းချက်မယ်သိချာလေးမှတ်သားမယ်ဟုတ်ပြီဒီနေ့မှာခါးလေးနဲ့မတူတာ subject ကရှေ့ဆုံးမှာမဟုတ်ဘဲနဲ့ဒီညကိုရောက်နေတယ်ရှေ့ဆုံးမှာစာရည်ဒီ dell ဆိုတာကကျွန်တော် dummy subject ဂျမ်မီဆပ်ဂျက်ဆိုတာဆပ်ဂျက်အတုပေါ့နောက် introductory လို့လည်းခေါ်လို့ရတယ်ဒီစာကြောင်းကိုမိတ်ဆက်တဲ့စာကြောင်းတိုးနောက်မှာဘတ်တူဘီလာလိမ့်မယ်ဘတ်တူဘီဆိုတာဒီအမျိုးမျိုးပြောင်းလဲလာနေတယ်အခုဖြစ်နေဘတ်တူဘီကနေ MS စာပြောင်းသွားလိမ့်ရတယ်အတိတ်ဆိုရင် voice wear ပေါ့အတိတ်ကဖြစ်လာပြီးအခုချိန်ထိတိုးတက်ရမှုရှိတယ်ဆိုရင် present perfect သဘောဖြစ်အောင် has have been အနာဂတ်ဆိုလို့ရှိရင် will ထည့်ပြီးတော့ဘတ်တူဘီကိုပြောင်းလာ will be အမျိုးမျိုးပြောင်းသွားနိုင်တယ်ဒါဘတ်တူဘီညမှာဒီလုံးနေဖြစ်နိုင်တယ်ဆိုတော့ပြောပြတာ အခုဆိုရင် MSR အတိတ်ဆိုရင် West ဆိုရအတိတ်ကတည်းကဖြစ်လာပြီးအခုချိန်ကြီးကျိုးတဲ့ရောက်မှုရှိရင် has been အနာဂတ်ဆိုရင် will be ဒါဘတ်တုပြရတယ်ပြောင်းသွားနိုင်တဲ့ဟာလေးပြီးတော့မှ subject ကဒီနောက်မှာလာမယ်လို့ရှိရင်ပါလာမယ်ဆို adverbial adverbial ဆိုတာဗာလက်မသိဘူးဆိုရင်ဒီရှိရာ series မှာဆရာသင်ထားပြီးပြီးသားနေရာစတိုင် adverbial ဘာလဲဆိုတာပြောပြပြပြီးသားနေရာတွေအချိန်တွေအကြောင်းပြချက်တွေဖြစ်တိုင်းတဲ့အတိုင်းအတာတွေကိုပြတဲ့ဟာကိုဘာလို့ခေါ်လဲဆိုရင် adverbial လို့ခေါ်တယ်အဲ့ဒါကိုချက်ချက်နေဟုတ်ပြီအဲ့တော့ကြည့်လိုက်ရအောင်ခုံပေါ်မှာစာအုပ်တအုပ်ရှိတယ် ရှေ့ရစမ်းတဲ့နေရာမတူတာလုတ်တယ်တခုခုကိုလုတ်တယ်ဆိုရယ် action မျိုးမဟုတ်ဘူးတခုခုရှိနေရယ်နောက်တခုခုဖြစ်ပြက်တယ်ဆိုရယ်နေသားမျိုးပဲဟုတ်ပြီနော်အဲ့လိုနေသားမျိုးတော့တုံးရယ်ဆိုလို့ရှိရင်ဆိုတော့ subject ပါရင်ပိုင်ရှင်ပိုင်တော့ has have နဲ့တုံးမှာပေါ့။မဆရာမှာစာအုပ်တုပ်ရှိရလို့ဆရာပြောပြနေဆိုရင် subject က i နဲ့ i have a book လို့တုံးမှာပေါ့။ဒါပေမဲ့ဒီစာထဲမှာပိုင်ရှင်မပါဘူး။ဒီလို adverb လို့ခေါ်တဲ့နေရာရာမှာရှိနေခြင်းဆိုရဲဟာပဲပြတာဖြစ်ပြီးတော့ဒီ there နဲ့စာတော့မယ်။ there တမီ subject လေးနဲ့စာရည် စောက်တို့ရှိတာအခုရှိတာဆိုကြည့်အောင်ဒီဘတ်တူဗီဒီယိုဘာဝဲသုံးလိုက်လဲဆိုရင် MS ဝဲသုံးမယ်စောက်ကတအုပ်ဆို is there is ပြီးရင် subject လာပြီစောက်တို့ဆို a book down now လို့လည်းခေါ်ရမှာနော် there is a book စောက်တို့ရှိတယ်ဘယ်ပေါ်မှာလဲခုံပေါ်မှာဒီခုံပေါ်မှာဆိုတာဒီနေရာကိုပြတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေး alpha b လို့ခေါ်တယ်အဲ့တော့ခုံပေါ်မှာဘယ်လိုခေါ်လဲ on the သပွဲကုံဆိုရင် table ပဲပေါ့နော်ဒီ sign ကုံဆိုရင် chair ပေါ့အဲ့ဒီ on the table ဆိုတဲ့စကားတွေလေးဒီ alpha b လို့လည်းပြောလို့ရတယ်လို့ဒီ on ဆိုတဲ့ preposition လေးနဲ့စလို့ prepositional phrase ဆိုလည်းပြောလို့ရတယ်။ဒါတော့ပြောပြမယ်နော်။ on နဲ့ che ပဲဒီနေရာကိုပြတာမဟုတ်လို့ to ever be ရလို့လည်းပြောလို့ရတယ်လို့ on ဆိုရ preposition နဲ့လည်းစလို့ prepositional phrase ဆိုလည်းစတာပြောလို့ရတယ်။အဲ့လည်းမှတ်မှတ်ထား။ဒါမင်းညကပါတီဘွဲတစ်ခုရှိခဲ့တယ်။မင်းညကပါတီဘွဲတစ်ခုရှိခဲ့နေရာလည်းမပေါ့ဘူး။ဒါပေမဲ့ဘယ်အချိန်မှာဘာရှိခဲ့တယ်ဆိုတော့ပြောတာဖြစ်တဲ့ကြောင်ဒဲနဲ့ရေးလို့ရတယ်။ပိုင်ရှင်နဲ့ ပိုင်းရှင်မှာဘယ်လူကတော့ဘယ်ဟာတခုပိုင်းဆိုင်ပြီးရှိရဆိုတာမျိုးမဟုတ်ဘူးဘယ်နေရာမှာဘာရှိတယ်ဘယ်ချိန်မှာဘာရှိရဆိုတာပြောရင်ဒါလည်းတလုံးရည်တော့ဒဲလေးနဲ့စားလိုက်ဟုတ်ပြီပါတီဝတ်တခုရှိခဲ့တယ်ဆိုတာဒီအခုလားအတိတ်လားဆိုတာအတိတ်ဖြစ်သွားပြီအမစ်စာတွေယူလို့မရဘူး wasware တွေယူရတော့မယ်ပါတီဝတ်ကတပွဲလဲဆိုတာဆရာက was တောင်းလိုက်တယ် there was ပါတီဝတ်တခုဆိုတော့ a party there was a party ချိန်နေရာပါလားဆိုတော့ပါတော့နေရာနဲ့ချိန်တခုလုံးပါလာရင်တော့နေရာဝင်ရရတယ်နော်မူနေချိန်လို့မှတ်ထားအမူအရာပြင်နေရာနေရာပြင်အချိန် အဲ့တော့ဒါပေမဲ့ဒီမားကျတော့နေရာမပေါ့ဆိုတော့အချိန်မရှိလဲမနေရညဘူးလို့ပဲရေးလဲဆိုရင် last night လို့ပဲ yesterday night လို့ရေးလို့မရအောင်နော်တခါရေးဆရာပြောပြထားမယ် yesterday night နဲ့မသုံး day of the party last night မနေ့ဖတ်မနေ့အစည်းအဝေးတစ်ခုရှိလိမ့်မယ်အိုင်ရှင်မဟုတ်ပါဘူးနော်ဘာသူမှရှိကြမဟုတ်ဘူးဘာရှိမှလဲအစည်းအဝေးရှိမှာတစ်ခုခုရှိနေမှာ RVB ရဲ့နေရာနဲ့အချိန်ပါလားဆိုတော့မနက်ဖြန်ရှိပါမနက်ဖြန်မနက်ပိုင်းမှာဒါလည်းအချိန်ပဲဟုတ်ပြီเนาะဘယ်အချိန်ဘယ်နေရာမှာဘာရှိမယ်ဘာဖြစ်မယ်ဆိုတဲ့ဟာကိုပြောဖို့အတွက်ဆရာပါဘုံတော့လေ there what to be စမ်ဂျာအဘဗီတော့တော့မယ်ကတဲ့လေးနဲ့ဆက်လိုက်တယ်။ဘာရှိမှလဲဆိုတာလူကြီးဖို့အတွက်ရှိတာအစီဝေးအစီဝေးမတိုင်ရင်ဘတ်တူဗီတွေထည့်ရသေးတယ်။ရှိတာ is အမစ်စာလဲတို့ရရင်အနာကက်ဆိုတော့နာတော့ will be တော့တော့လိုက်မယ်နော်။ဆိုတော့ there will be အစီဝေးတစ်ခုဆိုတော့ a meeting ။ဒီတော့ဆက်ပြပြီးသွား။ကဲလာပြီးအဘဗီရဲ့ဘာမှလဲ။ဘယ်နေရာမှာလဲဆိုတာပါလားမပေါဘူး။မနက်ဖန်မနက်မနက်ဖန်မနက်ကတော့တော့ပါတယ် tomorrow morning လို့ရေးလိုက်မယ်။ tomorrow morning အဲ့ဒီအင်းရဲ့ထည့်စာမလို့ tomorrow ရှိမှာကြာနော် ဒီညကောင်းမွန်မှာကျယ်တွေအများကြီးရှိတယ်အဲ့လိုပဲဒါလည်းပိုင်ရှင်မပေါ့ကျယ်တွေပိုင်လက်လူမပေါ့ဘယ်နေရာမှာလဲကောင်းမွန်မှာမရှိရလဲကျယ်တွေရှိနေခြင်းကိုဘယ်နေရာမှာဘာတွေရှိနေခြင်းကိုပြခြင်းပဲဆိုရင် there နဲ့ပဲစာတယ် there ရှိတာဒီညဆိုတော့အမစ်စာပဲတော့လိုက်မယ်ကျယ်အများတော့အာအဲကျယ်တွေအများကြီးဆိုတော့ a lot of လို့ရေးလို့ရတယ် a lot of stars many star လို့လုံးလို့ရတယ် a match တော့မရအောင်เนาะဒီတွက်လို့ရရင် many တော့တော့လို့မရရင် a lot of တော့လို့ရရင် there are a lot of stars ကောင်းခင်မှာ at the sky လေးလေး in the sky လေးရဒီတော့လုံးလေးမှတ်တာကောင်းငင်ပေါ်မှာလို့မြင်တယ်ကောင်းငင်ထဲမှာဆိုတဲ့ပုံစံလေးကြီးရနော်ကျယ်ရီယာကောင်းငင်ဆိုတဲ့ဟာကြီးကအောက်မှာပဲရှိကြတယ်ကောင်းငင်ဆိုတဲ့ဝင်းထဲမှာပဲကျယ်ရီယာရှိကြလို့သူစပြီးတော့ in the sky လို့သုံးတာမျိုးဥပမာတစ်ပင်ပေါ်မှာဆိုလို့ရှိရင်ဆရာတို့ကဒီ on the tree လို့မသုံးဘဲ in the tree လို့သုံးမှာပေါ့သူကတစ်ပင်ပေါ်မှာဆိုပေမဲ့တစ်ပင်အဖျားပေါ်မှာမဟုတ်ဘဲနဲ့အရွက်တွေကတော့သူ့ပေါ်မှာသူ့ကိုကားထားလို့မဖြစ်တဲ့ကြောင်ဆရာတို့ကတော့ပြောလိုက်တာကတစ်ပင်ပေါ်မှာဒါပေမဲ့တကယ်တကယ်ကြီးတော့ in the tree ကြီးရတယ်လို့မျိုး there are a lot of star in the sky အဲဒီညဆိုတော့မထူလာလေးဆိုင်ဘူးသူနဲ့နော်ဘူးထဲမှာဘာမှမရှိဘူးဒါလည်းအဲ့လိုပဲပိုင်းရှင်ပြောရမှာမဟုတ်ဘူးနော်ဘယ်နေရာမှာဘာရှိလဲဒီမှာကျတော့မရှိဘူးဆိုတော့ negative နဲ့ရေးရတော့မယ်အဲ့တော့ there နဲ့ပဲလိုက်တော့မယ် there အခုမရှိရဆိုတော့ is ပေါ့ရှိဒီမှာ not မထည့်တော့ပဲလည်းဘာမှမရှိရအောင်ဒီလိုမျိုးလေးလို့ရတယ် there is nothing လို့ရလို့ရတယ် there is nothing ဘူးထဲမှာကျတော့ဘယ်လိုရလဲဆိုရင် in the box ဘူးထဲမှာ there is nothing ဘာမှမရှိဘူးအဲ့တော့ဘယ်နေရာဘယ်အချိန်မှာ ဘာတွေဟာရှိတယ်ဘာတွေဟာဖြစ်တယ်ဆိုတာကိုပြောဖို့အတွက် there what do we subject ever here နဲ့ရေးလို့ရတယ်ဆိုတာလေးကိုလည်းမှတ်ထားပြီးတော့လေ့ကျင့်လိုက်ပါအောင်အားလုံးပဲနေတိုင်းပုံမှန်လေ့လာကြိုးစားပါ fight them